မင်္ဂလာပါခင်ဗျာအဲ့ဒီမြန်မာကနေပြီးတော့17ဘာလ29ရက်နေ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ထူးခြားတဲ့စီးရေးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့မြန်မာ passport ရှိုံနဲ့အာဆီယံဆယ်နိုင်ငံကို visa free သွားလို့ရပြီဆိုတဲ့သတင်းဖြစ်ပါတယ်မြန်မာ passport ရှိုံနဲ့အာဆီယံနိုင်ငံ၉နိုင်ငံကိုအခမဲ့ ဗီဇာ free သွားလို့ရပြီဆိုတာကိုသိရပါတယ်။ဗီဇာမလိုဘဲဝင်လို့ရတဲ့နိုင်ငံတွေဆိုပေမဲ့ပေးဝင်တဲ့ရက်ကတော့အကန့်အသတ်တွေမတူညီတာကြောင့်ဗီဇာ free ပေးတဲ့အတွက်6လထက်တက်တန်းရှိတဲ့ passport ရှိုံနဲ့ဝင်လို့ရကြောင်းခီးသွားတယောက်ကအခြားနိုင်ငံကိုသွားရတဲ့အခါပါကူပါရမယ်အသွားပြန်လင်းလက်မှတ်ခီးသုံးစိမ့်နဲ့ခီးသွားအစီအစဉ်တွေကိုတော့ဘယ်နိုင်ငံသွားသွားယူဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဗီဇာ free ဆိုတာတနိုင်ငံကိုအလေပတ်သွားဖို့ခဏတာ ပေးဝင်တာဖြစ်ပြီးအခြားသောအလုပ်ကြောင်းကိုပိုင်စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ဝင်မရှိကြောင်းလည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ယင်းနှိမ့်ညွန်မှုလုပ်ငန်းသည့်19ခုကို MIC ကနေခွင့်ပြုတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပြည်ရင်းမှာလျှက်စစ်မော်တော်ယာဉ်ထုတ်လုပ်တဲ့လုပ်ငန်းအပါဝင်ပြည်ရင်းပြပယင်းနှိမ့်ညွန်မှုလုပ်ငန်းသည့်19ခုကိုမြန်မာနိုင်ငံယင်းနှိမ့်ညွန်မှုကော်မရှင်ကအခွင့်ပြုပေးခဲ့ကြောင်းသိရပါတယ်။အဲဒီယင်းနှိမ့်ညွန်မှုလုပ်ငန်းသစ်တွေကို စက်တင်ဘာလ26ရက်နေ့ကပြုလုပ်တဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စည်းဝေးမှာခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။အစည်းအဝေးမှာစက်မှုကဏ္ဍနဲ့ပို့ဆောင်ဆက်သွယ်ကဏ္ဍတွေမှာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်၄ခုစက်မှုကဏ္ဍဝန်ဆောင်မှုလျှက်စစ်ပို့ဆောင်တဲ့ဆက်သွယ်ရေးကဏ္ဍမွေးမြူရေးနဲ့ရေလုံခန်းကဏ္ဍတွေမှာမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း15ခုကိုခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းတွေထဲမှာ မော်တော်ယာဉ်ထုတ်လုပ်တဲ့လုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းနဲ့စားတောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းအထက်ကျုပ်လုပ်ငန်းတွေပါဝင်တယ်လို့သိရပါတယ်။အဲဒီယင်းနှိမ့်နှံမှုလုပ်ငန်းပမာဏဟာအမေရိကန်ဒေါ်လာ109.6တန်းနဲ့413ဘီလီယံကျော်ဖြစ်ပြီးပြည်ထဲမှာလုပ်သား4400ကျော်ကိုအလုပ်ကင်ခွင့်လန်းနေဖန်တီးပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးငလင်ကြီးရှာဖွေကယ်ဆယ်ရေးလွှတ်ဆောင်ပေးခဲ့တဲ့မိသက်တက်ဖွဲ့ဝင်များအားဂုဏ်ပြုရဲဆိုတဲ့သတင်းဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလွှတ်ဆောင်ပေးခဲ့တဲ့မြန်မာနိုင်ငံမိသက်တက်ဖွဲ့ဝင်တွေကိုဂုဏ်ပြုခမ်းနားကိုနေပြည်တော်ရှိဟိုတယ်အေဂျင်တာမှာစက်တင်ဘာလ28ရက်နေ့မနက်ပိုင်းမှာပြုလုပ်ကြောင်းသိရပါတယ်မန္တလေးငလင်ကြီးလှုပ်ခတ်မှုဖြစ်စဉ်ကြောင့်နေပြည်တော်ပါဝင် စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အဆရှိရာတို့မှာထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ရာမြန်မာနိုင်ငံမိသက်ဦးစီးဌာနအနေနဲ့မက်စလာ28ရက်နဲ့မက်စလာ29ရက်တွင်မှာ36နာရီတွင်လူပေါင်း604ဦးကိုအသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်စဉ်တစ်ခုလုံးမှာအသက်ရှင်သူ653ဦးကိုတော့ကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်အခမ်းအနားကိုမြန်မာနိုင်ငံမိသက် ဦးစီးဌာနမှညွှန်ကြားမှုချုပ်ဦးမြတ်သူနဲ့တာဝန်ရှိသူတွေရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေဟိုတယ်မှာတာဝန်ရှိသူတွေနဲ့အေဂျင်တာဟိုတယ်မှာအသက်ရှင်လက်ကယ်ဆယ်နိုင်ခဲ့သူ၂ဦးဖိတ်ကြားထားသူများတက်ရောက်ကြတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မိုးရုံမြို့နီးအပြည်ပြည်ဆိုင်ရာကံယူရန်စိတ်ကန်းသည့်တိဆောက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မွန်ပြည်နယ်မိုးရုံမြို့နယ်ဘလောက်ငါဝိုင်းကျေးရွာနဲ့ဝဲကလီကျေးရွာကြားမှာ အပြည်ပြည်ဆိုင်ရာကံယူရန်တော့ စိတ်ကန်းတစ်ခုကိုတိဆောက်မှာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုတိဆောက်နိုင်ဖို့အတွက်ဗလန်မြို့နယ်စိတ်ကန်းတဲ့မြို့တော်ရေလန်းချောင်းနဲ့ကန်းနားနယ်နမိတ်ဘူပေါင်းတိုင်းနာရေးဖွဲ့ရေးဖွဲ့စည်းကံစတေပါလာ26ရက်နေ့မှာမွန်ပြည်နယ်ဆိုးရရုံးဖွဲ့မှာတိဆောက်ရေးလုပ်ငန်းများဆောင်ရွက်မဲ့အစီအစဉ်နဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဆွေးနွေးမှုမှာမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကယခုလို့ ဘုရောနီမှာပြည်ပြည်ဆိုင်ရာကံ့ရံသောစိတ်ကန်းတည်ဆောက်ခြင်းဖြင့်ပြည်내အတွက်နိုင်ငံအတွက်ပုံမှုကျိုးရှိတဲ့စီမံကိန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးစိတ်ကန်းရေလမ်းကြောင်းနဲ့ကမ်းနားနယ်နိမိတ်တိုင်းတိုင်းရေလုပ်ငန်းတွေမြန်ဆန်သောဆောင်ရွက်နိုင်ရေးသက်ဆိုင်ရာဌာနတွေနဲ့တာဝန်ရှိသူတွေကပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြဖို့ကိုမှတ်ကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့တထုံမြို့နယ်တိန်စိမ့်နယ်ဒဝင်းဘူရာအကြားယထာလမ်းမိုက်မှာယထာတန်လမ်းမိုင်းခွဲတိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ မွန်ပြည်နယ်တထုံမြို့နယ်တိမ်ဝင်းမွန်ပြည်နယ်တထုံမြို့နယ်တိမ်စိမ့်နယ်ဒဝင်းပူရာကျောင်းရထားလမ်းပိုင်းမှာရထားတန်လန်းမိုင်းထောင်ဖောက်ခွဲခြင်းခံရတာကြောင့်ရထားကြီးစဉ်ချို့ကြကြမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်စက်တင်ဘာလ26ရက်ည8:00နာရီခွဲကမှမွန်ပြည်နယ်တထုံမြို့နယ်တိမ်စိမ့်ပူရာနယ်ဒဝင်းပူရာကျောင်းပဲခူးပေါ်လမြိုင်ရထားလမ်းပိုင်းမိုင်းနိုင်မှ121 20 21ကြားရှိယထာတန်လန်အောင်တောင်းကျမ်းသူဖွဲ့က မိုက်ဖြင့်ဖောက်ခွဲဖြစ်စီသည်ဖြင့်ရခိုင်တန်လန်ထိခိုက်ပျက်စီးပြီးတိမ့်စိမ့်နဲ့ဒဝင်းပူရာကြားယထာလမ်းမိုင်းအားစတေမောလာ29ရက်နေ့နနက်ပိုင်းမှာယာယီပိတ်ထားခဲ့ရပါတယ်မြမမြေထားဝန်ထမ်းများအနေဖြင့်လမ်းမိုင်းအားအများဆုံးပြန်လဲဖွင့်လှစ်နိုင်ရေးပြတ်တောက်သွားသောတန်လန်အားဖြတ်တောက်ကအစားထိုးတက်ဆင်ခြင်းလမ်းပြပြခြင်းများကိုနနက်7:00နာရီ10မိနစ်မှာစတင်ဆောင်ရွက်ကနနက်7:15မိနစ်မှာပြီးစီးသွားသည်ဖြင့်တိမ့်စိမ့်ဒဝင်းယထာလမ်းမိုင်းအားယနေ့ 17:35မိနစ်အချိန်မှာပြန်လည်ဖွင့်လှစ်ပြီးယထာများပုံမှန်ပြန်လည်ပြည့်စွဲပြီးလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်တင်ပြပြီးလို့တဲ့သတင်းတစ်ပုဒ်ကတော့ဘန်းမြွနယ်ရှိရွှေတောင်ကြားတိရကမှာမိလောင်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရောင်းတိုင်းဒေသကြီးဘန်းမြွနယ်ရွှေတောင်ကြားတိရကဝင်းမုံလက်ရိတ်တာလန်းအမှတ်80မြန်းတော်ကကြီးအခက်တစ်ခုမှာစက်တင်ဘာလ29ရက်နေ့ည10:40မိနစ်ကအေဂွန်အတွင်းပန်ကားရဲ့မော်တာပူလွန်ခဲ့ပြီး မိစားထွက်ရမှာအောက်ရှိမှုရပေါ်သို့မိကုဆက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။မိလောက်မှုဖြစ်ပွားရသူမိသက်ရင်ရင်၄စီမိသက်ရေသက်ရင်၆စီတန်တင်မိသက်တက်ဖွဲ့ဝင်၄၂ဦးနဲ့အရန်မိသက်တက်ဖွဲ့ဝင်၁၈ဦးတို့ဖြင့်ရောက်ရှိမိငိမ့်တက်ခဲ့ကြပါတယ်။ည၁၀နာရီ၁၆မိနစ်မှာမိငိမ့်သွားပြီးလူနဲ့တိရိစ္ဆာန်ထိခိုက်မရှိဘူးလို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မြမရိုးရာလဝိတ်စိန်ခေါ်ပွဲကျင်းပတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ အကစားနဲ့လူငယ်ရေးအဝန်ကြီးဌာနမြမရွေရလက်ဝဲအဖွဲ့ကတင်မှုပြီး DNCS ကုမ္ပဏီကစီစဉ်ကျင်းပတဲ့ Pride Glory Honor မြမရွေရလက်ဝဲပွဲကိုစနေပါလ28ရက်နေ့မွန်နေ့ပိုင်းကရန်ကုန်မြို့တိမ်ဖြူအကစားကွဲမှာကျင်းပတယ်လို့သိရပါဗျ။အဲ့ဒီလက်ဝဲစိန်ခေါ်ပြိုင်ပွဲမှာတွဲဆိုင်၁၀ဆိုင်ပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီးလေးကြီးစိန်ခေါ်ပွဲ၄ဆိုင်ထိုးသက်ရှင်ပြိုင်ရမှာပူပဲတည်ကြကြကြပါဗျ။၅ကြီးစိန်ခေါ်ပွဲမှာတော့ ရာမန်နဲ့အောင်ခိုင်တို့အကျိတ်နဲ့ထိုးသက်ရှင်ပြိုင်ခဲ့ကြရာဥတွဲတည်ရရှိပါတယ်။ထွန်းမင်းနိုင်နဲ့စောထူအောင်တို့ပွဲမှာထွန်းမင်းနိုင်ကပရမအချီမှာပဲလဲထိုးပြီးစောဘဟိန်းနဲ့စောမင်းနိုင်နဲ့ပွဲမှာစောဘဟိန်းကအနိုင်ရရှိခဲ့ပါတယ်။ slide ထံကြီးရှိန်နဲ့ရှမ်းတောက်ပွဲမှာ slide ထံကြီးရှိန်ကအနိုင်ရရှိခဲ့တာဖြစ်ပြီးရဲလင်းဦးနဲ့စီတူပွဲကတော့ဥတွဲတည်ကြခဲ့ပါတယ်။တုံးကြီးစိန်ကောပွဲအနေနဲ့အမျိုးသမီးပွဲမှာလင်းဆန္နာထွန်းနဲ့မာလာဝင်းတို့ရှင်ပြိုင်ထိုးသက်ကြပြီး သူတို့လည်းပူတွဲတည်ကြခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့စည်ရေးစည်းဝါးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောင်းလို့တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါသည်ခင်ဗျာ။